မကိုချင်းစေးမိမကိုချင်းစေးရဲ့နောက်ွယ်ကအန်ဒီရဲ့ကြောင့်တင်ဆက်ပေးခြင်းပါလေမိမကိုဟာအလိုလိုကြုံနိုင်စံနိုင်တဲ့သဘာဝရှိပြီးသားဖြစ်ပါတယ်ချင်းစေးတချို့မှာမိမကိုနာရန်နဲ့မိမကိုအဝကိုချင်းစေးအောင်ဆောင်ရွက်ပေးနိုင်တဲ့ပစ္စည်းတချို့ပါဝင်ပါတယ်ဒါပေမဲ့အများဆုံးကတော့တကယ်မိမကိုကိုချင်းစေးတာမဟုတ်ပဲမိမကိုနာရန်ဘောကအချွဲတွေကို၆အောင်လုလိုက်တာဖြစ်ပါတယ်ဒါကပုတ်တိုက်မှုကိုပိုတိတာစီပြီး မိမကိုကိုယာယီကျက်သွားသလိုခံစားရစေပါတယ်။ဒါပေမဲ့ဂျိန်းသေးတာကတော့တဘာဝအချွဲမရှိတော့တဲ့အတွက်ချစ်တင်တော်မှုမှာနာကျင်မှုကိုခံစားရမှာဖြစ်ပါတယ်။တချို့ခြေတွေကြတော့လေမိမကိုရဲ့အပေါ်ယံလွားကိုစားလိုက်တာဖြစ်ပါတယ်။စားလိုက်တဲ့အခါအမှားရပြန်တက်ပါတယ်။ဒီတော့ကျင်းတယ်လို့ဖြစ်လာတာဖြစ်ပါတယ်။ကြမ်းကြမ်းမှမှကျင်းလာတာတော့မဟုတ်ပါဘူး။နောက်တစ်ခါမိမကိုကျင်းစေးသုံးခြင်းအပြင်နာကျင်ခြင်းညီရဲ့ရောင်ရမ်းခြင်း ဓာတ်မတည့်မှုလက္ခဏာများဖြစ်ပေါ်လာခြင်းဘက်တီးရီးယားပိုးဝင်ပြီးမိမကိုရောင်ရမ်းခြင်းဘက်တီးရီးယား vaginosis BV ဟိုပိုးဝင်ရောက်ခြင်းဟော်မုန်းမညီများခြင်းစတဲ့နောက်ဆက်တွဲအန္တရာယ်တွေကိုကြုံတွေ့ရနိုင်တာဖြစ်ပါတယ်။မှမိမကိုကျင်းစေးအများစုကတကယ်မိမကိုကိုကျင်းစေးတာမဟုတ်ပဲမိမကိုနိုင်ရပေါ်ကအချွဲတွေကိုချအောင်လုပ်လိုက်တာဖြစ်ပါတယ်။အဲဒါကြောင့်ပုတ်တိုက်မှုကိုပိုတိသားစေပြီးမိမကိုကိုယာယီချက်သွားသလိုခံစားရစေတာဖြစ်ပါတယ်။နောက်တစ်ခါ မင်းမကိုရဲ့အပေါ်ရွာကိုစားလိုက်တာဖြစ်ပါတယ်။စားလိုက်တဲ့အခါအမာရွတ်ပြန်တက်ပါတယ်။ဒီတော့ကျင်းတယ်လို့ဖြစ်လာတာခံစားရတာဖြစ်ပါတယ်။ဆက်လက်ပြီးတော့ပင်ပန်းနဲ့မနက်ခင်းကိုဖြစ်စေတဲ့အကြောင်းရင်းများကိုလေ့လာကြရအောင်။မနက်ခင်းမှာအိပ်ရာထားဖို့အရန်ခက်နေတဲ့မထကျင်ထကျင်ထားလိုက်တဲ့ဒီချင်းကလို့ဒီချိုးမနက်စာစားပြီးတဲ့အထီတောင်လူကမလန်းဘူး။ပင်ပန်းနဲ့မနက်ခင်းဖြစ်လို့ခံစားနေရပြီလား။မနက်ခင်းတိုင်းမှာပင်ပန်းနေရတာတွေကတော့ နဲ့နဲ့ထိုက်ထိုက်အပြော်နေတော့မှရုတ်တရက်လက်လို့တာဒါမှမဟုတ်အနှိုးခါရတဲ့အခါမျိုးမှာအုံနောက်ကပြည့်ပြည့်ဝဝမနှိုးသေးတာကြောင့်မနခင်မှာပင်ပါတယ်လို့ခံစားရတာဖြစ်ပါတယ်။ညာဘက်မှာအိယာဝင်ချိန်မှန်ပါလေခန္ဓာကိုယ်ကအင်အားပြည့်ဝပြီးမနခင်မှာလာဆန်းတက်ကြွနေမှာဖြစ်ပါတယ်။ဒါကြောင့်ညာဘက်တိုင်းမှာပုံမှန်အိတ်ချိန်ထားရှိဖို့လည်းလိုအပ်ပါတယ်။အိခါနီးအ ਨੇ စုံနိုင်ဝက်အလိုမှာဖုန်းမသုံးသင့်ပါဘူး။အိခါနီးနှစ်နာရီအတွင်းဖုန်းသုံးမယ်ကွန်ပျူတာသုံးမယ်ဆိုရင် ညဘက်အိတ်ဆက်မှုမှာအနှောက်အယှက်ဖြစ်စေပြီးမနခင်အိယာထားတဲ့အခါပင်မနယ်လို့ခံစားရမှာဖြစ်ပါတယ်။ခေါင်းကမြက်နေတာ၊မွေရကမာလုံးနေတာ၊အိယာကင်းကကျန်းတာစတဲ့ချက်တွေကလည်းတက်တောက်တက်တာမရှိလို့ခံစားရစေပြီးနှစ်နှစ်ချက်ချက်အိပ်ပျော်ဖို့ခံတာကြောင့်မနခင်နှိုးထားတဲ့အခါပင်မနေမှာဖြစ်ပါတယ်။ညဘက်အိတ်ချိန်မှာစီးခဏခဏထသွားရတာကလည်းအိတ်ဆက်မှုကိုနှောက်ယှက်ဖြစ်စေလို့မနခင်မှာအေးမှုပါပဲပင်မနယ်လို့ခံစားရစေနိုင်မှာဖြစ်ပါတယ်။အိခါနီမှာ ရေအများကြီးတောက်မိတာကြောင့်လည်းစီးခဏခဏသွားနိုင်တယ်လို့စီးကြိုလိုမျိုးကျန်းမာရေးပြဿနာကြောင့်လည်းစီးခဏခဏထသွားရလေဆာမီးနဲ့မျက်စိအန္တရာယ်ကြောင့်လေ့လာကြရအောင်လေဆာရောင်ကြီး LASER ဆိုရာရဲ့အရှိက light amplification stimulate emission of radiation ဖြစ်ပါတယ်အရွယ်ဆုံးရှင်းပြရရင်နော်လေဆာဆိုရာရိုးသားမှအလင်းရောင်ထက်အစပေါင်းများစွာပြင်အားကြီးအောင်ဖန်တီးယူထားတဲ့အလင်းရောင်တစ်မျိုးဖြစ်ပါတယ်ဒီရိုးအလင်းရောင်နဲ့လေဆာရောင်ကြီးကဘယ်လိုပွားသလဲဆိုတော့ရိုးအလင်းရောင်မှာက အယောင်ပေါင်းစုံပါပြီးအဖက်ဖက်ကိုဖြာထွက်ပါတယ်။လေစာရောင်ကြီးကတော့အယောင်တစ်ယောင်လည်းပါပြီးတနေရာတဲကိုစူးစိုက်ထိုးရင် ဖြာလွခြင်းလုံးဝမရှိပါဘူး။ဒါကြောင့်ရိုးရိုးအလင်းရောင်တဲ့အစပေါင်းများစွာပြင်အားပိုကြီးတာဖြစ်ပါတယ်။လေစာမီးတွေကိုသူတို့ရဲ့လူကို ထိခိုက်နိုင်စွာပေါ်မူတည်ပြီးအမျိုးအစားခွဲထားတာဖြစ်ပါတယ်။ခါစွမ်းလေစာကမျက်စိကိုထိခိုက်နိုင်တဲ့ပြင်အားချက်ညော်နေပါတယ်။မျက်စိနဲ့ကြည့်ရင်တော့မြင်ကြမှမြင်ရတတ်တာမျိုးဖြစ်ပါတယ်။ Class 2 laser ကတော့ မြင်ရနိုင်ပြီးတော့အများဆုံးပြင်းအားပါဝါ10မီလီဝက်အထိရှိတတ်ပါတယ်။အဲဒီလေဆာမျိုးစားကတော့မျက်စိနဲ့တိုက်ရိုက်ကြည့်မိပြီးဆိုရင်လူရဲ့ involuntary response ကအကာအကွယ်ပေးထားပါတယ်။ချက်ချင်းမျက်တောင်ခတ်မိပြီးအလိုလျောက်မျက်နှာလွှဲမိပါပါ။ဒါကြောင့်ဒီလေဆာကလည်းမျက်စိကို ထိခိုက်နိုင်စွာတော်တော်နည်းပါတယ်။ Class 3A လေဆာမှာပြင်းအားပါဝါ9မီလီဝက်အထိရှိပါတယ်။ဒီပြင်းအားပါဝါကလည်းမျက်စိနဲ့တိုက်ရိုက်ကြည့်မိရင် မျက်စိကိုဖြတ်သန်းသွားတဲ့အခါ10မီလီဝက်အထိပဲကျန်နိုင်ပါတော့တယ်။ ဒါကြောင့်ဒီလေဆာကလည်းမျက်စိကိုထိခိုက်နိုင်စွမ်းက class 2လေဆာလောက်ပဲရှိတာဖြစ်ပါတယ်။ဒါပေမဲ့တခုတတိပြုရမှာကတော့ဒီလေဆာကအဝေးကြီးမှန်ဘလူးလို့ပါဝါများတဲ့မျက်မှန်တို့ကိုဖျက်ပြီးလာမယ်ဆိုရင်တော့အန်တရာယ်ရှိလာပါပြီ။ဒါကြောင့်ဒီမျိုးစားကတာမအသုံးပြုသူတွေအတွက်မတင်တော်ပါဘူး။ class 3ဒီလေဆာကတော့အမြင့်ဆုံးပြင်အား900မီလီဝက်ထိရှိလာပါပြီ။မျက်စိကိုလည်းထိခိုက်လာနိုင်ပါပြီ။လေဆာအလင်းသားနဲ့မျက်စိထိတွေ့တဲ့အချိန်ဂျိုင်ယန်ဂျာတို့မျက်စိမှာပြင်းပြင်းထန်ထန်ထိခိုက်လာမှာဖြစ်ပါတယ်။ ဒီလေဆာမှာအရင်ပြားတဲ့ထိတွေ့ရင်တော့ထိခိုက်မှုဖြစ်နိုင်သေးပါဘူး class 4လေဆာကတော့ပြင်းရပါဝါ900 mW ရဲ့အထက်ရှိပါတယ်မျက်စိနဲ့အရင်ပြားကိုကောင်းကောင်းထိခိုက်စေနိုင်ပါတယ်ပါဝါများရင်များသလိုမီထလောက်တဲ့အထိကိုဖြစ်သွေးပေါင်ကျခြင်း hypotension အကြောင်းကိုလေ့လာကြရအောင်သွေးပေါင်ချိန်ကျတဲ့ဆိုတာကတော့သွေးပေါင်ချိန်တန်းကြီးတဲ့အခါမှာရေပုံရအားဖြင့်အပေါ်သွေး90နဲ့အောက်အောက်သွေး60နဲ့အောက်ဖြစ်နေတဲ့အခြေအကိုဆိုလိုတာဖြစ်ပါတယ်သွေးပေါင်ကျခြင်းကတယောက်နဲ့တယောက်တက်ရောက်လာခြင်းနဲ့မတူကြပါဘူး တချို့ဒူလိမာတော့ဘာလက္ခဏာမှခံစားရခြင်းမရှိပဲတချို့ဒူလိမာတော့ခေါင်းမူတာသတိမေ့တာတွေအထိခံစားရနိုင်ပါတယ်တခါတရံမှာတော့ဒေးပေါင်ကြတာဟာအသည့်အန်တွေရှိတဲ့အခြေအနေတွေထိရောက်တတ်ပါတယ်ဒေးပေါင်ကြခြင်းမှာနံပါတ်1 orthostatic hypotension ဆိုတဲ့ထံရကနေဒါမှမဟုတ်လဲလဲရောက်မှတ်တထားရလိုက်တဲ့အခါမှာရုပ်တရက်ဒေးပေါင်ထိုးကြတာကိုဆိုလိုတာဖြစ်ပါတယ်ဤတဲ့ဆုံးရှုံးခြင်းနာတာရှိလဲလဲအနာယူနေရသူတွေကိုယ်ဝန်ဆောင်ခြင်းနဲ့တချို့သောဆေးဝါးတွေကြောင့်ဖြစ်တတ်ပါတယ် နံပါတ်၄ post prandial hypertension ကတော့အစာစားပြီးတနိုင်နှစ်နိုင်အကြာမှာသွေးပေါင်ကျတာဖြစ်ပါတယ်။အစာအနေငယ်စားတာကာဘိုဟိုက်ဒရိတ်ပါဝင်မှုနည်းတဲ့အစာတောက်တွေစားတာရေရင်းသားတောက်တာစတာတွေနဲ့ကာကွယ်နိုင်ပါတယ်။နံပါတ်၃ naturally mediate hypertension ကတော့အကြာကြီးမတည့်ရရတဲ့အခြေအနေမျိုးမှာသွေးပေါင်ချိန်ရုပ်ပြက်ထိုးကြတဲ့အခြေအနေဖြစ်ပါတယ်။အဓိကကတော့လူငယ်တွေနဲ့ကလေးတွေမှာဖြစ်တတ်ပြီးနှလုံးနဲ့အုံနောက်ကြားမှာသွေးလည်ပတ်မှုမလုံလောက်တဲ့အကြောင်းဖြစ်ပါတယ်။နံပါတ်၄ 下一句是“神龙马喽”，下把嘞，哎，用做 yoga 的瑜伽平板嘞。